ပင်မရောက်ခင်မှာကျွန်တော်ကြည်ရွာပေါ့ကြည်ရွာရောက်ခံဒီမှာဘုံကြီးနှစ်ပါးကျွန်တော်တို့ကားကိုတားတယ်ကျွန်တော်ကားတားတဲ့အခါမှာကျွန်တော်ကကားကဘယ်လိုပြောသူတို့ဘုံကြီးကလာတားတဲ့အခါမှာအန်တီကိုကျွန်တော်မေးတယ်အန်တီကျွန်တော်မရက်ချင်ဘူးလေဘာကြောင့်လဲဆိုတော့ပေါင်းလိုက်ရင်သူတို့ကနှောက်ရက်လေးရှိတယ်ပေါင်းလိုက်ရင်နှောက်ရက်လေးရှိတယ်အဲ့အကြောင်းကျွန်တော်တို့မရက်ချင်ဘူးအန်တီကသူကဘုံကြီးတယ်ဆိုတားတယ်ကျွန်တော် အရင်နေ့ညကလေးကကျွန်တော်တို့စောင့်နေရပါတယ်အဲအကြောင်းကျွန်တော်တို့ဒီ main နှုတ်ဆက် main ကိုလေးပြောပြပါ NDA ဆိုပြီးတော့တောင်းတောင်းမှန်မှန်ကောက်ရက်ခိုင်းတဲ့အခါမှာကျွန်တော်ဖုန်ကြီးတွေလည်းဖြစ်တယ်နောက်ဖုန်ကြီးဟိုပေါ့ဖုန်ကြီး OE တွေလည်းသူတို့ဒီပေါ့ကလထိုင်းပေါ်မှာထိုင်ပြီးတော့တကယ်ဖုန်ကြီးတွေလည်းဖြစ်တဲ့အခါကျတော့နှုတ်ဆက်ပြီးပါအောင်ဆိုတော့ကျွန်တော်တို့ ND ကနေပြီးမှရက်ပေးလိုက်ပါတဲ့ဆိုတော့ကျွန်တော်ရက်ပေးလိုက်ပါတယ်ရက်ပေးလိုက်တယ်ဆိုတော့ကជីရွာရဲ့အလွန်လေးမှကျွန်တော်ရက်လိုက်ပါတယ်ជីရွာရဲ့အလွန်ရက်လိုက်တဲ့အခါမှာ တော့ကျွန်တော်တို့ဒီလုံုံကြီးတွေကဒီငွေလုံုံကြီးတွေကကားရဲ့ဘေးပတ်ပတ်လည်းမှာကျွန်တော်တို့ဝိုင်းကြည့်ကြည့်ဝိုင်းကြည့်တဲ့အခါမှာကျွန်တော်တို့နောက်ကနေပြီးတရင်တစ်ခုရောက်လာနောက်မှာသူဘုံကြီးအတုတွေလည်းပါလာတယ်နောက်ပြီးတော့လူတွေနဲ့နောက်ပြီးတော့ဒုတ်တွေနဲ့အများကြီးပဲပေါ့ကား၄၅စီးမှန်လုံကြီးတွေနဲ့လာတယ်နောက်မကြခင်မှာပဲနောက်တရင်တစ်ခုထွက်လာတယ်သူဒုတ်တွေနဲ့ ဒီလားကျူတဲ့လူတွေရောကျွန်တော်ဒီကားဒီအန်ဒီအဖွဲကဒီကားတန်းကိုပါသူတို့ရိုက်နေပါတယ်တဲ့အဲ့လိုသတင်းရောက်လာပြန်ရောရောက်လာပြီးတော့စပြီးတော့သူတို့ရိုက်တယ်ရိုက်တဲ့အခါမှာရွာသားတွေကလည်းပြန်ပြီးတော့ရိုက်တယ်လို့လည်းသတင်းကြားတယ်ရွာသားတွေနဲ့သူတို့နဲ့ပြန်ပြီးတော့အပြန်အလှန်ဖြစ်နေတဲ့ကြားမှာကျွန်တော်တို့ဒီအန်ဒီအဖွဲကတချို့ကတော့ပြန်ရိုက်တယ်နော်အန်ဒီကအဲ့ဒီအချိန်မှာဘာပြောလဲဆိုတော့ပြန်မလုပ်ကြပါနဲ့ သူတို့ဘာလုပ်တယ်လဲဆိုတာနည်းနည်းကြည့်ဖို့ပေါ့အဲအခြေအနေလေးနည်းနည်းကြည့်နေတဲ့အခါမှာကျွန်တော်တို့ဒီအန်တီရဲ့ကာနာလေးကိုသူတို့ရိုက်တဲ့လူတွေရောက်လာပါတယ်ရောက်လာတယ်ဆိုတာဖုံကြီးတွေအဲ့ဖုံကြီးတွေကသူတို့ရဲ့လက်ထက်မှာကဒုတ်တွေပါတယ်ဓာတ်တွေလည်းသင်္ကန်းထဲမှာဝတ်ထားတာပါတယ်သူတို့ရိုက်တဲ့အခါမှာလက်မောင်းမှာလက်ပတ်အဖြူတွေပါတယ်အဲ့လက်ပတ်အဖြူတွေနဲ့သူတို့ရိုက်ကြတယ် သူကရိုက်တယ်ဆိုတာကလည်းသူကဟိုလိုဗျမ်းမလာရိုက်တာမဟုတ်ဘူးစနစ်တကျစီကန်းနဲ့သူတို့တင်ယူထားတဲ့အဖွဲစည်းပုံစံမျိုးနဲ့သူတို့စပြီးတော့ရိုက်တယ်ရိုက်တယ်ဆိုတော့ဒီအရှိရသူက၄၅၀ယောက်ကဒီလိုအရှိရိုက်သွားတယ်ရိုက်ပြီးတော့ဒီလူကအသေးမတက်ဘူးအရှိထွက်သွားတယ်နောက်က၄၅၀ယောက်ကအဲ့လူကိုထိုက်ရိုက်တယ်အရှိထွက်သွားတယ်နောက်တဲ့၄၅၀ယောက်ကထိုက်ရိုက်တယ်စင်ငယ်စင်ငယ်အဲ့လိုရိုက်ရိုက်ရိုက်သွားတဲ့အခါမှာကျွန်တော်တို့ ကောက်တချို့မိန်းကလေးကားတွေပါဆိုအရှိကြော်ပါညာပေါ့ကျွန်တော်ကမှအဲ့ဒီအချိန်မှာကဘာဆုံးပြက်လိုက်လဲဆိုတော့စိတ်ထဲမှာလည်းဒေါသစိတ်လေးနည်းနည်းဖြစ်လာတယ်ဒေါသစိတ်လေးဖြစ်လာတယ်ဆိုတာကသူတို့ကစပြီးတော့ရိုက်တယ်တချို့ကျွန်တော်တို့ဒီအပွဲရဆိုရင်ချို့ဆိုရင်တွေးသေးတဲ့နဲ့ပစုတုံးလုံးနဲ့တွေးတန်ရဲရဲနဲ့ပြီးတော့တွေကျွန်တော်တို့မြင်ရတယ်နောက်တော့စိတ်မကောင်းတဲ့အဖြစ်တာကဒါတော်စမ်းစုကြည်ကမင်းတို့မရိုက်နဲ့နော်ရိုက်ရင်တမိုင်းဝင်တွင်သွားမယ်လို့ ပြောကြတယ်ဒါလည်းသူကဒေါန်ဆန်းသူကြီးကာမကာလို့ဘာသာပဲဖြစ်ဖြစ်ရိုက်တယ်ကွာဆိုပြီးတော့ကျွန်တော်တို့ဒီကားတွေလည်းရိုက်တယ်ကျွန်တော်ဘေးနာလုံငယ်ကြီးယူထားတဲ့လူငယ်တွေကိုလည်းသူကအသေးရိုက်တယ်တချို့ဆိုရင်နေရာတွေကိုပုံလဲသွားတယ်အဲ့မှာဒေါသအရန်ဖြစ်သွားတယ်ကျွန်တော်ဒေါသအရန်ဖြစ်သွားတယ်နောက်ကျွန်တော်ကအဲ့မှာသူတို့လိုက်တိုက်တက်မယ်ဆိုပြီးတော့စိတ်ကလည်းဖြစ်သွားတယ်အဲ့မှာကျွန်တော်လီဘာကိုတုံးချက်နင်းလိုက်တယ်သူတို့တိုက်တက်မယ်ပေါ့အဲ့ဒါဘက် ဘတ်ဆုပ်လိုက်တယ်ကားနဲ့ကားကိုနောက်ဆုပ်လိုက်တယ်ကားကိုနောက်ဆုပ်ပြီးတော့လှန့်ကြည့်လိုက်တဲ့ခါကျတော့ဟိုလီဗာသုံးချက်တင်ပြီးတော့နောက်ဆုပ်လိုက်တယ်အဲ့ဒီမှာသူတို့ကကားရဲ့ဒီဂျားထဲမှာသူတို့ကနှစ်တလက်မှကြောင်းထိုးထည့်ထားလိုက်တယ်နှစ်တလက်မှကြောင်းကိုဘယ်တော့မှထိုးထည့်လိုက်မှကျွန်တော်မသိလဲဟာဒါပေမဲ့ကားဆုပ်လိုက်တဲ့အချိန်မှာအဲ့ဒီနှစ်တလက်မှကြောင်းကသူကအရှိကိုမောင်းရင်ကားကဟိုဆီယာတိုင်းလက်မရပြီးတော့သူကကားမှောက်ပေါ့ကားမှောက်ကိုအန်ကိုမှောက်တယ်ဆိုတဲ့သဘောမျိုးနောက်ပိုင်းကျွန်တော်ကကားကိုဘတ်ဆုပ်လိုက်တယ်ဘတ်ဆုပ်လိုက်တဲ့ခါမှာအဲ့ ဒုက္ခတကြိုးပြီးတော့သူကတဏှာကလန့်သွားတယ်အဲ့ဒီညမှာသူတို့တိုက်ရောနဲ့ဘိန်းနဲ့ကြားမှာသူကဘယ်ချိန်ကဘလို့ထည့်သွားမှာကျွန်တော်လည်းမသိလိုက်ဘူးကျွန်တော်ဘက်ဆုပ်လိုက်တဲ့အချိန်မှာကျွန်တော်ဘက်ကမှန်ကွဲမှန်ကိုရိုက်ခွဲတယ်အန်တီဘက်ကမှန်ရိုက်ခွဲတယ်ဒီကျွန်တော်ဘိန်းကကိုထုံးစော်စော်ဆိုတာရှိတယ်အန်တီရဲ့ပြီးရေပေါ့သူ့ရဲ့မှန်လေးရိုက်ခွဲတယ်နောက်ကျွန်တော်တို့ဒီအရှိကဒီမီဒီတွေကွဲတယ်နောက်ဘက်မှန်တွေအကုန်တစားတွေဖြစ်သွားတယ်နောက် body တွေပိတ်သွားတယ်အဲ အဲ့မှာကျွန်တော်ကနောက်ကိုဘက်ဆုပ်လိုက်တယ်ဘက်ဆုပ်ပြီးသူတို့တိုက်တက်မယ်ဆိုပြီးတော့လိုက်ကြည့်လိုက်တဲ့အခါမှာသူတို့တွေကျွန်တော်တို့ရိုက်ခင်ရတဲ့လူငယ်တွေရောကျွန်တော်တို့ဒီအဖွဲ့ကလူငယ်တွေရဲ့အကြောင်းသားလေးတွေကအောက်မှာလဲနေတယ်ကျွန်တော်လိုက်တိုက်မယ်ဆိုရင်သူတို့မတိုက်မိမယ်ကျွန်တော်တို့အဖွဲ့တွေတိုက်မိရပါပဲဆိုပြီးတော့ကျွန်တော်ကမောင်းပြီးတော့ထွက်သွားတယ်မောင်းထွက်သွားရှောင်ပြီးတော့ထွက်သွားတာပေါ့ရှောင်ထွက်သွားတဲ့အခါမှာအရှိနာကိုကျွန်တော်ကဆက်ပြီးတော့နည်းနည်းမောင်းလိုက်တဲ့အခါ မောင်းရတဲ့ကာမှာသူကကားသုံးသီးနဲ့ရှေ့မှာတက်ပိတ်ထားတာတွေ့ရတယ်။အကားသုံးသီးကဟာဒီကားကတော့တိတ်မမှန်ဘူးအန်ဒီလို့အန်ဒီကိုကျွန်တော်ပြောတယ်အန်ဒီကခေါင်းနဲ့နဲ့ငြိမ့်ပြတယ်။ကျွန်တော်မသိငါဘူးလို့ဒီကားကိုလဲလို့အဲ့ဒါနဲ့ကျွန်တော်ကကားကိုကျွန်တော်အဝေးကမရှောင်မင်းနဲ့ကားလမ်းမတိုင်းမတည့်တဲ့သူတို့နဲ့အဲ့ကားသုံးသီးတည့်တယ်ကိုကျွန်တော်မောင်းပါတယ်သူတို့ကားအဲ့ကားကြီးကဟီလိုကားကြီးပုံမှန်ကြီးထွက်ကားကြီးဆက်ပြီးထွက်ကားသုံးသီးပေါ့ အဲ့7 7ဘင်းကားမဟုတ်ဘူးတဲ့6ဘင်းကားပုံစံမျိုးအဲ့ထရက်ကား3စီးကိုကျွန်တော်တဲ့တဲ့မောင်းလိုက်တယ်မောင်းပြီးတော့ကျွန်တော်သူအဲ့ကားနာရောက်ခံနေပြီဆိုမှဘေးကိုချပလိုက်တယ်ကျွန်တော်တို့ဒီတက်ကွင်းဆိုတဲ့နေရာကိုရောက်တယ်အဲ့သူတို့တက်ကွင်းလောက်ထားတဲ့နေရာပေါ့တက်ကွင်းလောက်ထားတဲ့နေရာကျွန်တော်တို့ပြောတက်ကွင်းရောက်ထားတဲ့နေရာပေါ့အဲ့နေရာကိုကျွန်တော်ရောက်တယ်ရောက်တဲ့နေရာမှာအဲ့နေရာကဘလို့ပုံစံဆင်ထားလဲဆိုတော့ဒီဘက်ကမီးစလိုက်တွေနဲ့ကားကအစီပေါင်းညောင်များစွာနဲ့သူတို့အစီ3-4လောက်က ဒီအဲ့ဒီရိုက်တဲ့ဒုတ်တွေနဲ့လူတွေကိုသူကမီးစလိုက်တွေထိုးထားတယ်။နောက်ဒီဘက်မှာကသူကကြန့်ခံရေးဝိစုံနေနဲ့တန်းစီပြီးတော့ရက်နေတဲ့ဟိုစိုင်းဘုတ်တွေကင်ပြီးတော့ရက်နေတဲ့လူတွေကသူကတန်းစီနေတာကအယောက်200 300လောက်ရှိတယ်။ကျွန်တော်ဒီဘက်ကလူကအယောက်ရိုက်ဒုတ်တွေကင်ထားတဲ့လူတွေကတောင်းကျမ်းပြီးတော့ဒီဘော့ရိုက်မယ်ဆိုတဲ့လူတွေကသူကကျွန်တော်တို့မန္တလေးလို့ပြောရင်တပြားပေါ့။ တပြားတပြားတော့ရှိတယ်လူတွေကအပြည့်ပဲအဲ့ဒီလူတွေကကျွန်တော်တို့ဒုတ်တွေနဲ့စောင့်နေကြတယ်စောင့်နေကြတဲ့အခါမှာကျွန်တော်ကကားကိုမောင်းဝင်လာတဲ့အခါမှာသူတို့ကလည်းအန်အော့ပြီးတော့ကျွန်တော်ကိုကြည့်နေကြတယ်ကျွန်တော်ကနောက်ကျတော့သူတို့ကျွန်တော်ကဒီအဲ့ဒီလူတွေတဲ့အဝေးကလေးရှောင်မယ်ဆိုရင်သူကကျွန်တော်တို့ဒီဘေးမှာပါလာတဲ့ကျွန်တော်ကားဘေးမှာလည်းလုံလုံရေးအရာလိုက်လာတဲ့ဒီလူငယ်တွေကလည်းကားပေါ်မှာတွေ့လိုက်လာကြတယ်နောက်မှလည်းသူကဝင်လာကြတဲ့လူတွေအဲ့ဘေးကလူတွေကိုသူကဆွဲချမယ်ဆိုပဲကျွန်တော်ကြောက်စိုးရိမ်တာပေါ့စိုးရိမ်တဲ့အခါမှာကျွန်တော် ဒီသူတို့တဲ့တဲ့မသွားဘဲနဲ့ဟိုရှာမရှောင်မနဲ့သူတို့လှမ်းပိတ်လိုက်တယ်လှမ်းပိတ်လိုက်တဲ့ခါမှာသူတို့ဒီရိုက်တဲ့လူတွေကဘေးကိုအပေါ်ဆုံးရှဲသွားတယ်ရှဲသွားတယ်ဆိုတော့တော်တော်ရှဲသွားတဲ့ခါမှာကျွန်တော်ကဒီအဲ့ဒီနေရာကျမှသူကလမ်းမဟုတ်ဘူးကားကိုဆွတ်တင်လိုက်တယ်ဆွတ်တင်လိုက်တဲ့ခါမှာဆက်မောင်းတယ်ဆက်မောင်းတဲ့ခါကျတော့သူကရှေ့က very gate တွေ very gate နဲ့သူကပိတ်ထားလိုက်လမ်းယူလမ်းအပြည့်ပိတ်ထားလိုက်တယ်ဘယ်လိုမှထွက်မရတော့ကျွန်တော်ကဒီရမ်းမှမထွက်ဘူးဆိုရင်သူက အရင်နေရာမှာလည်းကျွန်တော်တို့ရိုက်ပြီးတော့တက်ဖို့ကသူတို့ဒါကြမ်းစီတာပဲပေါ့နော်အဲ့ဒီမှာကျွန်တော်တို့မချောင်မှုဆိုရင်ကျွန်တော်ဒီနေရာမှာမထွက်ဘူးလေကျွန်တော်အဲ့ညာနေတေရောမှာပဲအန်ဒီပါဝင်ကျွန်တော်တို့တေရတော့မှာကျွန်တော်ဒီအဖွဲလည်းအားလုံးအသက်ဆုံးရှုံးရတော့မှာပဲဆိုပြီးတော့ဒီဒုတ်တင်တဲ့လူတွေကိုကျွန်တော်ကအဲ့သူတို့ဝမ်းမဖြစ်အဲ့ဒီနေရာမှာကျွန်တော်ကဆက်မောင်းနေဆက်မောင်းတော့ကျွန်တော်ဟိုအဲ့ဒီနေရာမှာပဲဟိုဘာနဲ့ပြစ်လိုက်မှမသိဘူးအဲ့ကျွန်တော်မှန်ကွဲတဲ့အတွင်းတွေကပေါ့သူတို့တစ်ခုခုနဲ့ပြစ်လိုက်တာဟိုအာ ကုန်းလိုဘာလို့ပုံမှန်မျိုးပဲသူကဒီနာဒီညာကိုသူကမှန်သွားတယ်မှန်သွားပြီအဲ့ညာမှာသွေးစင်းလာတယ်ပေါ့အန်ဒီကတော့ငါသားဘာဖြစ်သွားသေးလဲကျွန်တော်ဘာမှဖြစ်ပါဘူးလေလို့ကျွန်တော်ဒီသွေးနည်းနည်းပဲရှိတယ်အန်ဒီကိုချိလိုက်တဲ့အခါမှာလယ်ပင်ကိုနည်းနည်းလေးရှာနေတာတွေ့ရတယ်သူလည်းသွေးစားပြီးနည်းနည်းတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ကဆက်မောင်းတယ်ဆက်မောင်းပြီးအဲ့ barricade ကိုကျွန်တော်ကရက်နေမှဆိုရင်သူတို့ရဲ့ဒီရိုက်တက်မှုကိုကျွန်တော်ခံရမှာပေါ့ အဲ့မှာကျွန်တော်ကအဲ့ barricade ကိုကျွန်တော်ဆက်တိုက်တယ်ဆက်တိုက်တဲ့အခါမှာကျွန်တော်လူတွေပါရောအကုန်လုံးအဲ့ဒီမှာပါတာပေါ့ညောက်ကြတော့သူကကားရင်းနဲ့အဲ့တိုက်ပြီးတဲ့ဟိုဘက်ကိုနည်းနည်းလေးဟိုဘက်ခြေလမ်း၄၅လမ်းလောက်နေရာမှာသူကကားရင်းနဲ့ထပ်ပစ်ထားတယ်တိုက်နေအဲ့ကားရင်းနေရာကိုကျွန်တော်ဆက်မောင်းတယ်ဆက်မောင်းတဲ့အခါမှာသူကကားရင်းနဲ့ပိတ်ထားတဲ့သူတို့ဂျားထဲမှာကဟိုလူသွားလမ်းလေးလှုပ်ထားတာပေါ့အဲ့လူသွားလမ်းလေးလှုပ်ထားတဲ့နေရာကိုကျွန်တော်ကမောင်းတာတော့သူကွက်တိလိုဖြစ်နေတာကားနဲ့ကဟိုဘက်ဒီဘက် ကွက်တီအဲ့ဈားတဲ့ဟိုကဝင်သွားတာကံကောင်းထောက်မှသွားတယ်။နောက်ကြတော့ဘက်ကရဲတွေကသူတနက်တွေနဲ့ချိန်ထားတယ်။ရဲတွေကတန်းစီပြီးကျွန်တော်တို့တနက်တွေနဲ့ချိန်ထားတယ်။အဲ့ရဲတွေကကျွန်တော်မထိုးဘူးသူစက်တိုက်တယ်။ဒါမှတယောက်မှမတိုက်ဘူးသူကဒိုင်မီနေထိုးရှောင်ထားတယ်။ရှောင်ထားပြီးတော့ကျွန်တော်အဲ့ဒီကနေဆက်သွားတယ်။ဟိုမှာဟိုစစ်တက်လို့လို့ပါလို့အဲ့ဒီဟိုပေါ့ဟိုနားငုံစီငုံစီဒီနားငုံစီငုံစီနဲ့ဟိုတနက်တွေကင်ထားတာကိုလည်းတွေ့ရတယ်။အဲ့နောက်တပြားလောက်မှာပေါ့အဲ့ဒီအရင်ကကျွန်တော်တို့ဆက်ပြီးတော့မောင်းတာတော့ကျွန်တော်တို့ဒီ အတ္တိယတော့တယ်တပင်းရင်မှသူရက်မယ်တပင်းရနေမှသူဒီကိစ္စကိုသူဖြေရှင်းမယ်သူ့အနေနဲ့ကလည်းကျွန်တော်ဘာလို့မပြောလဲဆိုတော့အဲ့မှာကအဲ့ဖြစ်တဲ့နေရာမှာဖြစ်စဉ်နေရာမှာပေါ့ဘာကြောင့်မပြောလဲဆိုတော့သူ့အနေနဲ့ကဟိုမောင်းတော့ဆိုရင်လည်းကျွန်တော်ဒီရိုက်ခံနေရတဲ့လူတွေကိုဟိုဘယ်လိုပြောမလဲပြစ်ထားရကြမယ်အဲ့မမောင်းနဲ့ဆိုပြောရင်လည်းကျွန်တော်ဒီလူတွေကအကုန်တေးရတော့မယ်အဲ့မှာကျွန်တော် ိတ်ထဲမှာလည်းဟိုဟာဖြစ်နေတော့ကဲမမောင်းလို့မဖြစ်ဘူးဆိုတော့ဟိုအဲ့ဒီဆုံးပြချက်ခတ်နေတဲ့နေရာအချိန်မှာကျွန်တော်ကမောင်းထွက်လိုက်တာမောင်းထွက်ပြီးတော့အဲ့လိုလွတ်သွားတယ်ပေါ့လွတ်သွားပြီးတော့ကျွန်တော်အိန္ဒိယတပင်းကြီးဝင်လာခဲ့ကျွန်တော်လည်းတပင်းကြီးမရောက်ဘူးတဲ့အခါမှာရေဦးဘက်ကိုဟိုဆက်သွားတယ်ရေဦးဘက်မှာအဲ့ဒီဘေးကနေပြီးတော့ကပ်ပါလာတဲ့တန်စင်းချိုးတွေရောနောက်ပြီးတော့အဲ့ဒီကလန့်ထားတဲ့ဒုတ်တွေရောကျွန်တော်ဒီတိုးတွေကိုဝင်ပြီးတော့မိမိတ်မိတ်ပြီးတော့သူကအဲ့အရာတွေကိုမဖြုတ် အဲ့ကောင်ပြုတ်ပြီးတော့ကျွန်တော်တို့လူဘယ်နှယောက်ပါလဲဆိုတော့လူစစ်စေးကြည့်လိုက်တဲ့အခါမှာအားလုံးကျွန်တော်တို့ကားပေါ်မှာကလူအားလုံး18ယောက်ပါတယ်အန်ဒီပါဝင်ပေါ့ကျွန်တော်18ယောက်အားလုံး18ယောက်ပါတယ်အဲ့ဒီကနေမှကျွန်တော်တို့အန်ဒီကနံပါတ်ရင်းနဲ့အတူကျွန်တော်ဆက်မောင်းပါတယ်ဆက်မောင်းသွားတဲ့အခါမှာရေဦးကိုရောက်တယ်ရေဦးကိတ်ကိုသူကပိတ်ထားတာရှိတယ်အဲ့ရေဦးကိတ်ပိတ်ထားတာနေမှာကျွန်တော်တို့ကမောင်းမယ်လို့တော့သူကဝင်မပေးပါဘူးတဲ့ဝင်မပေးဘူးဆိုတော့ ဘသူကားလဲတဲ့ဒေါန်စန်းစုကြည်ကားပါလို့အန္ဒီယဒီကနေမှသူတို့အဲဒီဖြည့်ရက်ကိုပြန်ပြီးတော့ဖြည့်ရှင်းမယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ကစောင့်စောင့်မအောင်ဆိုတော့ကျွန်တော်တို့နိုင်ဝက်ကြတော်တော့စောင့်အဲ့ဒီမှာကျွန်တော်တို့စီဒီဝါတွေဖြည့်ပေါ့ဘာညာနဲ့ကျွန်တော်တို့အဲ့မှာစောင့်စောင့်တဲ့အခါမှာသူတို့ကတော်တော်နိုင်ဝက်ကြတော်ကြာတဲ့အခါမှာဘေဂိတ်တွေနဲ့ကျွန်တော်တို့ဒီလမ်းတန်လမ်းတကားကိုလည်းဟိုဘက်ကတန်လမ်းတကားကိုလည်းထပ်ပေးလိုက်တယ်ထပ်ပေးပြီးရဲ့ဟိုဘက်ကနေပြီးတော့ဘေဂိတ်တွေနဲ့ထပ်ပြီးတော့ ပိတ်ပြီးတော့စစ်သားတွေအစီကားစီ20လောက်ရှိတယ်ရောက်လာပြီးတော့သူကကားပေါ်ကနေမှတနက်တွေနဲ့အကုန်လုံးကျွန်တော်တို့ကိုဝိုင်းလိုက်တယ်ဝိုင်းပြီးတော့နောက်တဲ့15မိနစ်လောက်ကြာတော့သူတို့တက်မှုတရင်မှုလို့ပြောတယ်အဲ့တယောက်ရောက်လာပြီးတော့ကျွန်တော်နှထင်ကိုတနက်နဲ့ထောက်ပြီးတော့လိုက်ခဲ့ပါတယ်ခေါ်တယ်ခေါ်တော့အန်ဒီကနေမှသူကခေါင်းကြီးပြားနဲ့ကျွန်တော်လိုက်သွားတယ်လိုက်သွားတော့ကျွန်တော်တို့အဖွဲ့တွေကိုသူကကိုရောက်တော့သူကကျွန်တော်တို့အဖွဲ့တွေအချုပ်လေးထိုင်နေတယ် ကျုပ်ရဲ့ရေဦးချုပ်ရေဦးချုပ်ထဲမှာရေဦးချုပ်ထဲမှာသူကအဲ့ဒီမှာချိန်မှာကျွန်တော်ဘယ်နာရီရှိလဲဆို9နာရီရှိတယ်9နာရီထိုးနေတဲ့ချိန်မှာကျွန်တော်တို့အဲ့ဒီမှာရောက်တယ်ရောက်တဲ့ခါမှာသူတို့တက်တီလာခံတဲ့အဲ့ဒီမှာတက်တီလာခံတဲ့သူလူတွေပေါ့အဲ့တက်တီလာခံတဲ့လူတွေရဲ့လက်မောင်းမှာလဲခုနကကျွန်တော်တို့မြင်ခဲ့ရတဲ့အဖြူဘက်တွေသူတို့မှာပါတယ်သူတို့ရဲ့ဒီအဲ့ဒီတက်တီလာခံတဲ့လူတွေရဲ့လက်မောင်းမှာသူတို့ဒီလက်မောင်းမှာအဖြူဘက်တွေပါတယ် ။နောက်ရိုက်တဲ့လူတွေရဲ့လက်မောင်းမှာလည်းအဖြူဘက်တွေပါတယ်။နောက်အဲ့ဒီမှာကျွန်တော်တို့ရဲတွေရောနောက်ဆအဲ့ထောင်လိုင်းကြီးဘာညာတွေကဆကျွန်တော်တို့ဟိုဗီဒီယိုမှတ်တမ်းတင်တယ်။အန်ဒီကိုကျွန်တော်တို့တီးတန့်ခေါ်တယ်။အန်ဒီကမလိုက်ဘူး။တက်ချင်တယ်ဆိုရင်သူဒီနေရာမှာတက်ပလိုက်ပါ။ကျွန်မကလေးနဲ့ဒီနေရာတက်ပလိုက်ပါ။နောက်အန်ဒီကနေမှဥရိယဆောင်ရွက်မယ်ဆိုရင်သူလိုက်ပြီးတော့ဖြည့်ရှင်းမယ်။ဒီတိုင်းကတော့ကျွန်မမလိုက်နိုင်ဘူးပေါ့။ဒီနေရာနဲ့တက်ပလိုက်ပါပေါ့။ အဲ့မှာပြောတော့သူကဥရိယဆောင်ရွက်ပါမယ်ဆိုပြီးအန်တီကိုတိတန်ခေါ်သွားတယ်ဂျန်နန်လူတွေကိုအချုပ်တဲထည့်တယ်